အားလုံးပဲမင်္ဂလာပါဗျာဒီနေ့တော့ကျွန်တော်တို့ဂျီရခတ်စိတ်လက်တင်ရခတ်တဲ့ထိုင်းနိုင်ငံကသတင်းတပုတ်ကိုတင်ဆက်ပေးကြပါလေဗျာဒီသတင်းကရင်းနှီးကခန္ဓာချက်ပေးဖို့တရားဝင်ထုတ်ဖော်ခွင့်ရလိုက်တဲ့ပုံစံမျိုးဗျာထိုင်းနိုင်ငံဗန်ကောက်မြို့ကလမ်းလျှောက်ညစီအခုမှ BB ကန်တစ်ခုတစ်ခုရှိရဲဗျာပုံမှန်ဆိုရင်တစ်မှတ်တွေကိုစက်ကူပုံဒါမှမဟုတ်ပကံပြားလေးပြီးထုံထားရမှာပေါ့ဒါပေမဲ့ပိုင်ရှင်ကစိတ်ကြီးကောင်းတာလားဘဝင်မကြလားမသိဘူးတစ်မှတ်ကိုပြောင်းလိုက်တာခက်ချမ်းချမ်းပဲဗျာသူတို့ဘာပုံနေသုံးလိုက်တယ်မှတ်လဲဗျာကမ္ဘောဒီးယားနိုင်ငံက ခေါင်းဆောင်ကြီးတို့ရဲ့ဖုန်းလေးကိုပြေဝင်ထောင်ထားရတယ်ဗျို့ကျမနံပါတ်1ကဟွာဆန်သူ့ရဲ့ပုံအောင်မှာတောင်းဆိုစရာလေးတွေရှိရဲ့လေရေးထားရတယ်ဗျ တင်မနံပါတ်2ကလည်းဘူဂျိုဂျီမာလီသူ့ရဲ့ပုံအောင်မှာတော့ကမ္ဘောဒီးယားရဲ့မကောင်းတဲ့လူ၊ကြမ်းတမ်းတဲ့လူကိုရေးထားတာဗျ။ပြည်ပြကွင်းပိုင်ရှင်ပြောတာကပို့ပြီးအသက်ဝင်နေရ။သူတို့ပုံမြင်တုံးကရှင်တဲကခံစားချက်တွေကိုပို့ပြီးကျင့်နှက်ဖို့တယ်ဗျ။ဒီတော့ဘာဖြစ်လဲ။ကလေးလူကြီးမကြမ်းဝန်ဆောင်မှုမပြတ်ပဲပြို့။အချို့ဆိုရင်ရင်ထဲမှာမကျင့်နှက်တာကိုပိတ်မိနေတဲ့ပုံမျိုးတွေကိုဒီဘီဘီကန်းလေးနဲ့ပုံနေချက်တစ်ဖက်ဖက်နဲ့ရှင်းထုတ်နေကြတယ်လို့ခင်ရတယ်။ဒီကောင်းဆောင်ကြီးတွေရဲ့ပုံမြင်ဟာတတိဖေးနဲ့ကြီးစံရောင်တွေဖောက်ပြီးပုံပွင့်နေတာကိုမြင်ရတာဟာဟာတာလည်းဖြစ်ရှင်တဲလည်းကျင့်နှက် ရာလည်းဖြစ်နေပါတယ်ဗျ။ကဲထိုင်းလူမျိုးတွေကတော့ကိုယ်နိုင်ငံသားတွေရဲ့မျိုးချစ်စိတ်နဲ့ပောက်ကွဲခြင်းစိတ်ကိုစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်အကောင်းဆုံးတုံးချသွားတာပဲလို့ပြောရမှာပါ။ကျွန်တော်တို့လည်းဒီလိုမျိုးတည်ကွင်းလေးများရှိရင်တော့ဘသူပုံတွေတုံးခြင်းလဲဆိုတာကိုကိုယ်မှမှပြောပြခဲ့ပါအောင်နော်။ဒါတစ်ချင်တဲ့တွေလည်းအများကြီးရှိမှာပဲဗျ။ပွားမယ်ဗျ။နောက်လာမယ့်ကျောင်းအတွက်တည်ပြပဲတရှိနိုင်ဖို့အတွက်ကျွန်တော်ရဲ့ကောင်းလုံးလေး follow လုပ်တော့ပြကြပါဦး။အားလုံးကျေးဇူးများတင်ပါတယ်။